အားလုံးပဲမင်္ဂလာပါရှင်မေလေးကိုကျေး channel လေးမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလေးမှထိုးပြပေးမှာကတော့ဒီလိုမျိုးပန်းမွင့်လေးတွေနဲ့ခေါင်းစည်းချိုးထိုးနည်းလေးကိုထိုးပြပေးမှာဖြစ်ပါတယ်ဒါကပန်းမွင့်လေးကလေကိုကျဲတဲ့အယောင်လေးတင်နဲ့ထိုးလို့ရတယ်နော်ဒီလိုဒီစီပန်းပုံစံလေးအဖြူအဝါလေးထိုးလဲရတယ်။နေကြပန်းပုံစံမျိုးလေးအဝါနဲ့ဒီဝစ်ဆန်အညူလေးထိုးလဲရတယ်ပေါ့နော်ဒါကကိုကျဲတဲ့လိုမျိုးအယောင်လေးနဲ့ထိုးလို့ရပါတယ်။ဒီကောင်စီချိုးလေးကိုမေလေးကမေကော်တွန်ဖိုးပလိုင်းနဲ့ထိုးပါတယ်နော်။ ူပလိုင်းကိုအနက်ဘက်က2.53ညအမန်နဲ့ထိုးပါတယ်ဒါကတခြားကိုအစင်ပြာချီလေးနဲ့လည်းထိုးလို့ရပါတယ်ဒါလေးတို့ဖို့ဆိုရင်ခေါသီချိုးခွင်းလေးလိုမယ်ပြီးရင်မှတ်ချိန်လေးလိုမယ်ပြီးရင်ကကြေးလေးလိုပါမယ်နော်။ဒါဆိုရင်ခေါသီချိုးလေးစထိုးပါမယ်။ခေါသီချိုးလေးစထိုးဖို့အတွက်ခြေကိုအရင်ဆုံးဖုံးမိခွင်းလေးလောက်လိုက်ပါမယ်။ ပြီးရင်ခေါင်းစည်းချိုးထဲမှာတိုင်လို့ထိုးပါမယ်เนาะတိုင်လို့ကိုတစ်ခါတည်းတန်းပြီးတော့ထိုးပါမယ်เนาะခေါင်းစည်းချိုးခွင်းထဲမှာအက်ဒီထည့်မယ်ပြီးရင်ချီချိုးလေးကိုချိန်ပြီးဆွဲယူလာပါမယ်ဒါဆိုရင်အပေါ်မှာခွင်းလေးနှစ်ခွင်းဖြစ်သွားပါမယ်เนาะပြီးရင်ချီချိုးလေးကိုချိန်လာပြီးတော့ဒီခွင်းနှစ်ခွင်းထဲကနေဆွဲယူထုတ်လိုက်ပါမယ်။ဒါကတိုင်ထိုးပါเนาะပြီးရင်ဒီချီချိုးလေးကိုဒီနားလေးမှာခေါင်းချိုးခွင်းနဲ့တကက်ပြီးတခါလေးထိုးရင်းသိမ်းသွားပါမယ်เนาะ ဒီပုံစံအတိုင်းတိုင်တိုကိုဒီကားစီချုပ်ခွင်းထဲမှာအားလုံးတိုင်60ထိုးပါမယ်နော်။ဒါကတိုင်40ထိုးလဲရတယ်၊50ထိုးလဲရတယ်၊60ထိုးလဲရပါတယ်နော်။ဒါကတိုင်ကိုဒီဆန်းတလောက်ထိုးလို့ရပါတယ်နော်။သူကပန်းပွင့်တပွင့်စာကို10တိုင်ရှိရပဲကြောင်းမလို့ထိုးရင်တော့40 50 60အလိုမျိုးတော့ထိုးရပါမယ်နော်။ပြီးရင်လည်းဒီဘေးလေးကနေကပ်ပြီးတော့နောက်ထပ်တိုင်ထိုးတစ်တိုင်ထပ်ထိုးပါမယ်။ နှစ်တိုင်ပြီးရင်ဗေးရီယာနေကပီတိုင်းတို့ထိုးပါမယ်၃တိုင်ပြီးရင်ဗေးရီယာနေကပီတော့တိုင်းတို့ထိုးပါမယ်၄တိုင်ပြီးရင်ဗေးရီယာနေကပီတိုင်းတို့ထိုးပါမယ်၅တိုင်ဒီမှာတော့ဒီလိုပုံစံလေးရပါမယ်ဒီပုံစံတိုင်းတိုင်တူလေးတွေကိုဒီတိုင်းတိုင်းပေးလေးရှင်ကတ်ပြီးတော့မှပပတ်လင်းအလုံးတိုင်း90ရာတဲ့အထိထိုးသွားပါမယ်နော် ဒီမှာတော့ပပတ်လေတိုင်း90ထိုးလာပြီးပါပြီပြီးပြီဆိုလို့ရှိရင်ဒီမှာပထမဆုံးထိုးခဲ့တော့ကနော်ဒါပထမဆုံးထိုးခဲ့တော့ကအပေါက်ဒီဒုတိယအပေါက်နော်ဒီဒုတိယအပေါက်ထဲမှာရှက်ကောထိုးပါမယ်ဒီပထမဆုံးအပေါက်ရဲ့ဒီဒုတိယပေါ့နော်နှစ်တိုင်းကြားအပေါက်ပါနော်ဒီအပေါက်ထဲမှာရှက်ကောထိုးပါမယ်ဒါဆိုရင်ဒီတစ်ချောင်းပြီးသွားပါ ီးပြီးဆိုရင်နောက်တစ်ချောင်းထိုးပါမယ်နောက်တစ်ချောင်းထိုးဖို့အတွက်ဖုံးပြီးသုံးချက်ထိုးပါမယ်တ၄၃၄ပြီးရင်ဒီအကူရှက်ကိုထိုးလိုက်တဲ့အပေါက်နော်ဒီအကူရှက်ကိုထိုးလိုက်တဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်တိုင်ထိုးပါမယ် ဒီเจ้าမကတိုင်ရှည်တစ်ပတ်ကိုနှစ်တိုင်းစီထိုးมาပါเนาะဒီခုနကဖုန်မီ၃ချက်ထိုးတာကိုတစ်တိုင်းအနေနဲ့ယူပါမယ်ဒါဆိုရင်အခုတိုင်ရှည်နေဆိုရင်တစ်ပတ်တည်းကိုနှစ်တိုင်းဖြစ်သွားပါမယ်เนาะပြီးရင်ဒီဘေးကအပေါက်ပါဒီဘေးကအပေါက်မှာတိုင်ရှည်တစ်ပတ်တည်းကိုနှစ်တိုင်းထိုးပါမယ်ဒီပြီးဒီပေါက်ထဲမှာပဲတိုင်ရှည်တစ်တိုင်းထပ်ထိုးပါမယ်เนาะဒါဆိုရင်တစ်ပတ်တည်းကိုနှစ်တိုင်းဖြစ်သွားပါမယ် ပြီးရင်ဘေးပေါင်းမှလည်းတပေါက်သေးကိုနှစ်တိုင်ထိုးပါမယ်တဲပြီးတပေါက်ထဲမှာနောက်တစ်တိုင်ထပ်ထိုးပါမယ်နဲပြီးရင်ဘေးကပေါင်းမှလည်းတပေါက်သေးကိုနှစ်တိုင်ထိုးပါမယ် ဒီမှာเนาะဒီလိုမျိုးလေးရပါမယ်ဒီပုံစံအတိုင်းတပောက်ကိုတိုင်းရှင်းနှစ်တိုင်းစီနဲ့ကိုပတ်ပတ်လဲပါเนาะပတ်ပတ်လဲနောက်ဆုံးဒီအပောက်ကိုရောက်တဲ့အထိထိုးသားပါမယ်เนาะဒီမှာเนาะတိုင်းရှင်းကိုတပောက်ကိုနှစ်တိုင်းစီနဲ့ကိုဒီနောက်ဆုံးဘောက်ကိုရောက်တဲ့အထိထိုးလာပြပါရင်เนาะပြီးပြီဆိုရင်ဒီမှာပထမအဦးဆုံးဖုံမီ၃ချဲရဲ့တိုင်းရှင်းရထိုးထားတယ်ဒီမှာเนาะဒီထိတ်ကအပောက်ထဲမှာရှက်ကိုထိုးပါမယ် ရှက်ကိုထိုးတဲ့အခါမှာလေမင်းတို့ကဒီပန်းမွင့်လေးပြန်ထိုးมาဖြစ်တဲ့အတွက်ကြောင့်မလို့ပန်းဖွင့်အတွင်းထဲကဝက်ဆန့်အယောင်လေးနဲ့ဒီမှာဆက်ထိုးပါမယ်နော်ဒီမှာချီဝါအယောင်လေးနဲ့ဆက်ထိုးပါမယ်အနော်အဝါကြိုးလေးကိုဆွဲယူပြီးတော့မှဒီမှာရှက်ကိုထိုးပြီးဆက်လိုက်ပါမယ်ပြီးရင်ဒီအစိမ်းကြိုးလေးကိုနည်းနည်းလေးကြည့်ကြည့်လေးဖျောင်းဆွဲလိုက်ပါနော်ပြီးရင်အဝါကျိုးလေးကိုဒီမှာတရစ်လောက်လေးရှင်းလိုက်ပါမယ်ခြေလေးပြုတ်ထွက်မသွားအောင်လို့ပါနော် ြီးရင်ဒီအဝါကျိုးလေးနဲ့ဖူမိနှစ်ချက်ထိုးပါမယ်။တဲနဲ့ပြီးရင်ဒီမှာပထမဆုံးဒီဖူမိထိုးထားတဲ့အပေါက်ပါနော်။ဒီပထမဆုံးဒီဖူမိအပေါက်ထဲမှာတိုင်တို့တစ်ပေါက်ထဲကို6တိုင်ထိုးပါမယ်။အရင်ဆုံးတိုင်တို့တစ်တိုင်ထိုးလိုက်ပါမယ်။ပြီးရင်ဒီတိုင်တို့အပေါက်မှာမတ်စိတ်လေးချိတ်ပြီးတော့မှတ်ထားပါမယ်နော်ဒါကပထမဆုံးအပေါက်ကိုမှတ်မိလွယ်အောင်လို့ပါနော်မတ်စိတ်လေးချိတ်ပြီးမှတ်လိုက်ပါမယ် တိုင်တို6တိုင်ထိုးပါမယ်เนาะခုကဒီမှာတိုင်ပြီးသွားပါပြီနှစ်တိုင်ပြီးနေတိုင်တို့ထိုးပါမယ်3တိုင်ပြီးနေလည်းတိုင်တို့ထိုးပါမယ်4တိုင်ပြီးနေလည်းတိုင်တို့ထိုးပါမယ်5တိုင်ပြီးနေလည်းတိုင်တို့ထိုးပါမယ်6တိုင်ဒီမှာเนาะတိုင်တို့အားလုံး6တိုင်ထိုးပြီးပါပြီပြီးပြီဆိုရင် ဒီမှာခုနမှတ်စိတ်ချိန်ထားတဲ့အပေါင်းနော်မှတ်စိတ်ချိန်ပြီးမှတ်ထားတဲ့ဒီအပေါင်းထဲမှာရှက်ကော်ထိုးပါမယ်ဒီမှာတော့ဒီလိုမျိုးလေးရပါမယ်။မှတ်ချက်လေးကို ဖြုတ်လိုက်လို့ရပါပြီเนาะ။ဒီမှာတော့ဒီလိုမျိုးလေးရပါမယ်။ပြီးရင်ပွင့်ဖက်လေးတွေကိုထိုးပါမယ်เนาะ။ပန်းပွင့်ပွင့်ဖက်လေးတွေထိုးဖို့အတွက်အဖြူချိုးလေးနဲ့ဆက်ပါမယ်။ ဒီမှာเนาะအဖြူကျိုးလေးကိုဒီမှာဆွဲယူလိုက်ပါမယ်။ပြီးရင်ခုနအဝါလေးကိုနည်းနည်းလေးကြည်ကြည်လေးဖြည့်အောင်ဆွဲလိုက်ပါเนาะ။ပြီးရင်အဖြူကျိုးလေးနဲ့ဖုံးပြီး၃ချက်ထိုးမှာပါเนาะအခုကဒီမှာဆက်လိုက်တာကိုဖုံးပြီး၃ချက်နေနဲ့ယူလိုက်ပါမယ်။ဖုံးပြီးနောက်တစ်ချက်ထိုးပါမယ်เนาะ။ပြီးရင်ဒီဘေးကရဲ့အပေါင်းเนาะခုနရှက်ခေါ်ထိုးထားတဲ့အပေါင်းပါ ဒီချက်ကိုထိုးထားတဲ့ဒီအပေါက်ထဲမှာတိုင်ရှင်းနှစ်တိုင်ထိုးပါမယ်နဲ့ဒီမှာတော့တပောက်တွေကိုနှစ်တိုင်ထိုးပါတယ်ပြီးရင်ဖုန်မီ၃ချက်ထိုးပါမယ် ဒီမှာခုနတိုင်ရှည်ထိုးတဲ့အပေါက်ရဲ့ဒီဘေးကအပေါက်ထဲမှာရှက်ခေါ်ထိုးပါမယ်။ဒီမှာတော့ပွဲဖက်လေးတစ်ခုရသွားပါမယ်။ပြီးရင်ဖုန်မီ၃ချက်ထိုးပါမယ်။၁၂၃ဘေးဒီခုနရှက်ခေါ်ထိုးတဲ့ဒီတစ်ပေါက်ပါနော်။ဒီအပေါက်တစ်ပေါက်ထဲမှာပဲတိုင်ရှည်နှစ်တိုင်ထိုးပါမယ်။၁ နဲ့ပင်ရင်ဖုန်မီတောင်းချက်ထိုးပါမယ်။ပင်အခုထိုးတဲ့အပေါက်ရဲ့ဘေးကအပေါက်ထဲမှာ ရှက်ကော်ထိုးပါမယ်။ပင်ရင်ဖုန်မီတောင်းချက်ထိုးပါမယ်။ဒီမှာကုလားထိုးသလိုပဲပေါ့နော်ဒီအပေါက်ထဲမှာကုလားဒီရှောက်ကထိုးလိုက်တဲ့အပေါက်ထဲမှာတိုင်းရှင်းနှစ်တိုင်းထိုးပါမယ် ီးရင်ဖူမီသုံးချက်ထိုးပါမယ်ပီးရင်ဒီဘေးပေါက်ထဲမှာရှက်ခေါ်ထိုးပါမယ်ဒီမှာတော့ပွဲဖက်တွေ၃ခုရသွားပါပြီပွဲဖက်အလုံး၆ခုရတဲ့အထိဒီပုံစံတိုင်းလေးထိုးပါမယ်နော်ဖူမီသုံးချက်ထိုးပါမယ်ပြန်ဒီတစ်ပေါက်ထဲမှာပဲတိုင်ရှင်းနှစ်တိုင်ထိုးပါမယ်။တဲ့ နဲ့ပြီးရင်ဖုန်မီ၃ချက်ထိုးပါမယ်။ပြီးရင်ဘေးကအပေါက်ထဲမှာရှက်ကောထိုးပါမယ်။ပြီးရင်ဖုန်မီ၃ချက်ထိုးပါမယ်။ဒီတစ်ပေါက်ထဲမှာတန်ရှင်းနှစ်တိုင်ထိုးပါမယ်။ပြန်ဖုန်မီ၃ချက်ထိုးပါမယ် ပြီးရင်ဘေးကပေါက်မှာရှက်ကော်ထိုးပါမယ်။ပြီးရင်ဖုန်မီသုံးချဲထိုးပါမယ်။ပြီးရင်ဒီတစ်ပေါက်ထဲမှာတိုင်ရှင်နှစ်တိုင်ထိုးပါမယ်။ပြီးရင်ဖုန်မီသုံးချက်ထိုးပါမယ်ဒီမှာတော့ဖွဲ့ဖက်လေးအားလုံး6ခုပါเนาะ ုံမီသုံးချက်ထိုးပြီးရပါတယ်เนาะဒီမှာပထမဆုံးဒီမှာဖုံမီထိုးခဲ့တော့ငါဒီအပေါက်เนาะဒီမှာဒီပထမဆုံးအပေါက်ထဲမှာရှက်ကော်လေးထိုးလိုက်ပါမယ်ပြီးရင်ဒီရှိခွင်းလေးကိုနည်းနည်းရှိရှိလေးဆွဲလိုက်ပါเนาะပြီးရင်အခုဒီရှက်ကော်ထိုးတဲ့အပေါက်ကိုပဲအနောက်လေးကနေပြီးတော့အလေးထည့်ပါမယ်ပြီးရင်ခုနဒီရှိခွင်းလေးကိုအလေးနဲ့ပြန်ချိတ်ပြီးတော့မှအနောက်ကိုဆွဲယူပါမယ်เนาะ မဒီလိုပုံစံလေးရသွားပါမယ်ဒီမှာနော်ပန်းဝေးပုံလေးရပါမယ်ပြီးပြီဆိုရင်ဆက်ထိုးပါမယ်နော်ဆက်ထိုးဖို့အတွက်ဒီအလှဘက်အချမ်းလေးကနေပြီးတော့ထိုးပါမယ်နော်ထိုးတဲ့အခါမှာအစင်းကျူးလေးနဲ့ပြန်ဆက်ပြီးထိုးပါမယ်နော်နောက်ခုနထိုးခဲ့တော့ငါဒီအစင်းကျူးလေးကိုဒီမှာပြန်ဆွဲယူပါမယ် မနောပန်းဝင်လေးရဲ့အနောက်လေးကနေပြီးတော့အစင်းဂျူလေးကိုပြန်ဆွဲယူပါရယ်ဒီခိုးကဲတော့ငါဒီချီကျိုးစာတွေကိုဒီနားလေးမှာတခါတည်းကပ်ပြီးတော့ထိုးရင်သိမ့်တော့ပါမယ်နော်ဒီမှာခုနတော့ငါဒီအပေါက်မှာထိုးတာနော်ခုနဒီမှာအဝါကျိုးလေးဆက်ထားတာဒီအပေါက်ပါအဲ့ဒီအပေါက်ရဲ့ဒီဘေးကအပေါက်ပါနော်ဒီဘေးကအပေါက်ကနေပြီးတော့ဆထိုးပါမယ် ချိုးတဲ့အခါမှာဒီဘေးပေါက်လေးထဲမှာအက်လေးထည့်မယ်။ပြီးရင်အစိမ်းချိုးလေးနဲ့ဆက်ထိုးပါမယ်နော်။ဒီမှာချိုးစားလေးတွေကိုတခါတယ်။ဒီမှာကတ်ပြီးတော့ထိုးရင်သိမ်းသွားပါမယ်။မှာအစိမ်းချိုးလေးကိုဆွဲယူပြီးတော့တိုင်တူထိုးပါမယ်။တိုင်တူလေးတိုင်ထိုးပါမယ်။နောက်ကတတိုင်းပြီးသွားပါပြီ။ပြီးရင်ဘေးပေါက်မှာလည်းတိုင်တူထိုးပါမယ်။ဒီမှာချိုးလေးတွေကိုကတ်ပြီးတခါလေးထိုးရင်သိမ်းသွားပါမယ်နော်။ နဲ့ပြင်ပေးပေါင်းမှလည်းတိုင်တူဆိုပါမယ်။တပြင်ပေးပေါင်းမှလည်းတိုင်တူဆိုပါမယ်။လေးဒီမှာတော့ဒီလိုလေးရပါမယ်။အနောက်ကကျိုးလေးတိမ့်လာဖြစ်ကြအောင်ဒီနေ့လေးမှရှင်းသွားပါမယ်နော်။ကျိုးကမသိရင်အစလေးကြံခင်မလောက်အောင်เนาะအကြောင်းမို့တေချာလေးကျိုးလေးတွေကိုတိမ်ပါเนาะဒီမှာပန်းဝင်ပုံစံလေးရတော့ပါမယ် ပြီးရင်အခုကအစိမ်းကျိုးလေးနဲ့သိရွက်လေးထိုးပါမယ်နော်သိရွက်လေးထိုးဖို့အတွက်တိုင်းတို့တိုင်းထိုးပါမယ်ဘေးပေါက်မှာတိုင်းတို့တိုင်းထိုးလိုက်ပါမယ်ပြီးရင်ဖုံးမိလေးချက်ထိုးပါမယ်၁၂၃၄၄ပြီးရင်ဒီမှာပထမဆုံးဖုံးမိအပေါက်ထဲမှာတိုင်ရှည်ထိုးပါမယ် ေးရင်ဖုန်မီတစ်ချက်ထိုးပါမယ်။ဒီမှာခုနတိုင်ရှိတိုးတော့ဒီမှာကွင်းလေးနှဝင်းထုတ်တာရှိပါရဲ့နော်။ဒီမှာဒီကွင်းလေးနှဝင်းထဲမှာအလေးထည့်မယ်ပြီးချီချိုးလေးကိုဆွဲလာပြီးတော့ရှက်ခေါ်ထိုးပါမယ်နော်။ပေးရင်ဖုန်မီ၃ချက်ထိုးပါမယ်။၁၂၃ပင်ကုနာဒီတိုင်ရှိထိုးတဲ့အပေါက်ပါနော်ဒီအပေါက်ထဲမှာရှက်ခေါ်ထိုးပါမယ် ဒါဆိုရင်ဒီမှာတည့်ရဲ့ပုံစံနေရသွားပါမယ်နော်။ပြီးခုနဒီမှာထိုးသလိုမျိုးပဲဒီဘေးဘောက်ကနေစပြီးတော့တိုင်ရှည်တစ်ပေါက်တစ်တိုင်စီနဲ့လေးတိုင်ထိုးပါမယ်နော်။ဒါကခုနထိုးတဲ့အပောင်နော်ဒီဘေးဘောက်ကနေစထိုးပါမယ်။ထိုးတဲ့ကမှလည်းဒီကျိုးစာလေးကိုဒီမှာတခါတယ်။ပေးလေးမှာကပ်ပြီးတခါတယ်ထိုးပါမယ်နော်။လေးတိုင်ထိုးပါမယ်။၁၂၃ နေတော်လေဒီမှာเนาะဒီလိုမျိုးတွေရပါမယ်ဒီစူးစားလေးလို့ပေးကမှဖြတ်လိုက်မယ်เนาะပြီးရင်ခုနကဒီမှာပန်းမွေတွေထိုးသလိုမျိုးပဲဒီအတွင်းထဲကအဝါလေးနဲ့ပြန်ဆက်ထိုးပါမယ် မှာเนาะအဝါကြိုးလေးနဲ့ပြန်ဆွဲယူပါမယ်။ပြီးရင်ဒီဘေးပေါင်းမှာအဝါလေးနဲ့တိုင်တူတိုင်ထိုးပါမယ်။ဒီဒီမှာထိုးခဲ့တဲ့ပုံစံတိုင်းလေးထိုးပါမယ်เนาะဖူမီးနှစ်ချက်ထိုးပါမယ်၁၂ပြီးရင်ဒီပထမဆုံးဖူမီးရပေါက်ထဲမှာတပေါက်ထဲကိုတိုင်တူ၆တိုင်ထိုးပါမယ်အရင်ဦးဆုံးတိုင်ထိုးပါမယ်เนาะပြီးရင် မှတ်မိလွယ်အောင်လို့မှတ်ချက်လေးနဲ့ချိန်ပြီးတော့မှတ်ထားလိုက်ပါမယ်6တိုင်ထုတ်ပါမင်းတို့ကတိုင်ပြီးသွားပါပြီနေတော်လေငါ6ဒီမှာ မကြိတ်ချိတ်ထားတဲ့အပေါက်ထဲမှာရှက်ကော်ထိုးပါမယ်ပြင်းမဆေလေးကို ဖြုတ်လိုက်လို့ရပါပြီနော်ဒီမှာဝက်ဆန်လေးထိုးပြီဆိုတော့ဘေးကပွင့်ဖက်လေးပြန်ထိုးဖို့အတွက်အဖြူချိုးလေးနဲ့ဆက်ပါမယ်မနောအဖြူချိုးလေးကိုဆွဲယူပြီးတော့ဒီမှာဆက်ပါမယ်အဝါချိုးလေးကိုနည်းနည်းချစ်ချစ်လေးပြန်အောင်ဆွဲလိုက်ပါနော် အဖြူနဲ့ပထမဆုံးပွဲဖက်ကဆက်တာဖုန်မီတစ်ချက်သာရှိရကြောင်းမို့လို့ဖုန်မီကိုနှစ်ချက်ပဲထိုးပါမယ်။နဲ့ဖုန်မီနှစ်ချက်ထိုးပါရနော်ပြီးပြီဆိုလို့ရှိရင်ဒီမှာခုနမှတ်ချိတ်ချိတ်ပြီးမှတ်ထားတဲ့အပေါင်းနော်။အချိုးလေးကနည်းနည်းချစ်ချစ်လေးဖျောင်းဆဲပါနော်။ဒီမှာဒီဘေးကရဲ့အပေါင်းပါနော်။ဒီအပေါင်းထဲမှာတန်ရှင်းနှစ်တိုင်ထိုးပါမယ်။ တယ်နဲ့ပြီးရင်ဖူမီသုံးချက်ထိုးပါမယ်ပြီးရင်ဘေးကအပေါက်ထဲမှာရှက်ကော်ထိုးပါမယ်ပြင်းဖူမီ၃ချက်ထိုးပါမယ်။ဒီပေါက်ထဲမှာပဲတိုင်ရှည်၂တိုင်ထိုးပါမယ်။၁ နဲ့ပြီးရင်ဖုန်မီသုံးချက်ထိုးပါမယ်ပြီးရင်ဘေးကားပေါက်ထဲမှာရှက်ကောထိုးပါမယ်ပြီးရင်ဖုန်မီသုံးချက်ထိုးပါမယ်ဒီမှာတော့ဒီဒီပွင့်ဖက်ပုံစံမျိုးလေးကိုအလုံး6ခုရတဲ့အထိထိုးပါမယ်เนาะဒီမှာထိုးတဲ့ပုံစံတိုင်းလေးပွင့်ဖက်လေး6ခုရတဲ့အထိထိုးသွားပါမယ်เนาะ ဒီမှာတော့ပန်းဝင်ဖက်လေးအလုံး6ခုပါเนาะဒီမှာနောက်ဆုံးဖုန်မီ3ချက်ထိုးပြီဆိုရင်ပထမဆုံးထိုးခဲ့တော့ငါဒီမှာเนาะဖုန်မီထိုးထားတယ်ဒီအပေါက်ထဲမှာရှက်ကောထိုးပါမယ်ပြီးရင်ဒီစတိုးလေးကိုနည်းနည်းရှည်ရှည်လေးဆွဲလိုက်ပါမယ်။ပြီးအခုရှက်ကိုထိုးတဲ့အပေါက်ကိုပဲအနောက်ကနေအလေးထည့်ပါမယ်။ပြီးရင်ဒီကြိုးဝင်းလေးကိုအနောက်လေးကိုဆွဲယူလိုက်ပါမယ်နော်။ ပင်ကွင်းလေးနည်းနည်းလေးကျက်သွားအောင်ဖြူချိုးလေးကိုဆွဲလိုက်ပါနော်။ဒါဆိုရင်ဒီမှာပန်းမွင်လေးရသွားပါမယ်။ပြီးပြီဆိုရင်ဒီအလှပတ်နော်ဒီကောင်းစီချိုးရဲ့ဒီအလှပတ်လေးကနေပြီးတော့မှ အစိမ်းချိုးလေးနဲ့ပြန်ဆက်ပြီးထိုးပါမယ်။အဖြူချိုးလေးကိုလွှတ်လိုက်ပါမယ်နော်။အစိမ်းချိုးလေးနဲ့ပြန်ထိုးရပဲကြောင့်မို့ဒီမှာကြိုးစားဒီကြိုးနှစ်ရောင်ကိုဒီနာလေးမှတစ်ခါလေးကတ်ပြီးတော့ထိုးရင်သိမ့်သွားပါမယ်။ ဒီမှာကုန်းနာအဝါနဲ့ထိုးထားတဲ့အပောက်ရဲ့ဘေးပေါက်ကနေပြီးတော့စထိုးပါမယ်နော်။ဘေးပေါက်ထဲမှာဘေးပေါက်ထဲမှာအလေးကိုထည့်ပါမယ်။ပြီးရင်အစိမ်းကြိုးလေးနဲ့ဆက်ပြီးတော့တိုင်တိုးထိုးပါမယ်နော်။တိုင်တိုးလေးတိုင်ထိုးပါမယ်။တစ်တိုင်ပြီးတော့ပါပြီ။ပြီးရင်ဘေးပေါက်မှာလည်းတိုင်တိုးထိုးပါမယ်။နဲ့ဘေးဘေးပေါက်မှာလည်းတိုင်တိုးထိုးပါမယ်။ 3ပြီးပေးပေါက်မှာလည်းတိုင်တူထိုးပါမယ်4ကျွန်မတို့ဒီလိုမျိုးလေးရပါမယ်အနောက်မှာကကြိုးစားလေးတွေတစ်ခါတည်းသိမ့်ပြီးတော့ထိုးပါနော်မှာအစိမ့်လေးနဲ့တိုင်တူလေးတိုင်ထိုးပြီးပြီဆိုရင်ဒီမှာထိုးတော့ကတိုင်သေးရပုံစံလေးပြန်ထိုးပါမယ်။သေးရလေးထိုးဖို့အတွက်တိုင်တူတစ်တိုင်ထိုးပါမယ်။ ုံမီးလေးချက်ထိုးပါမယ်။ပြီးရင်ဒီပထမဆုံးဖုံမီးအပေါက်ထဲမှာတိုင်ရှိထိုးပါမယ်။ပြရင်ဖုံမီတစ်ချက်ထိုးပါမယ်။ပြရင်ဒီတိုင်ရှိထိုးခဲ့တော့ငါဒီကွင်းလေးနှစ်ကွင်းလေးထဲမှာရှက်ခေါ်ထိုးပါမယ်။ပြရင်ဖုံမီ၃ချက်ထိုးပါမယ်။ ဒီမှာနော်ဒီပထမဆုံးအပေါက်ပါခုနကတော့ငါတိုင်ရှိထိုးတဲ့ဒီအပေါက်ထဲမှာရှက်ကော်ထိုးလိုက်ပါမယ်ဒါဆိုရင်သေးရပုံစံလေးရတော့ပါမယ်နော်ပြီးရင်မဲအစိမ်းကျိုးလေးနဲ့တိုင်ထိုးလေးတိုင်ပြန်ထိုးပါမယ်ဒီဘေးဘောက်ကနေစထိုးပါမယ်နော်ထိုးတဲ့ကောင်မလေးဒီကျိုးစာလေးတွေကိုဒီတခါတည်းကတ်ထိုးဖို့မမေ့ပါနဲ့နော်ကြံခဲ့တယ်ဆိုရင်အနောက်မှာကျိုးစာကြီးကထွက်နေမှာပါနော်တိုင်တူးလေးတိုင်ထိုးပါမယ်တဲ့ နေတော့လေအနော်ဒီလိုမျိုးလေးရတော့ပါမယ်ပြီးပြီဆိုရင်လည်းဒီမှာကကပန်းမွင့်ထိုးသလိုမျိုးပဲအဝဲဆန်လေးပြန်ထိုးမှဖြစ်တဲ့အကြောင်းမို့လို့အဝါကျိုးလေးနဲ့ပြန်ဆက်ပါမယ်နော် ဒီမှာဘေးပေါက်ထဲမှာအဝါလေးနဲ့တိုင်တူထိုးလိုက်ပါမယ်။ပြီးရင်ဖုန်မီနှစ်ချက်ထိုးပါမယ်။ပြီးရင်ဒီပန်းမွေးတွေထိုးခဲ့တဲ့ပုံစံတိုင်းလေးပဲဒီမှာထိုးပါမယ်နော်။ပန်းမွေးတွေထိုးပြီဆိုရင်ဒီမှာသရပုံစံလေးပြန်ထိုးမယ်။ပြီးရင်ပန်းမွေးလေးပြန်ထိုးပါမယ်နော်။ဒီမှာဒီလိုမျိုးလေးရပါမယ်။ဒီပုံစံအတိုင်းလေးကိုပဲပပတ်လေပါနော်။ပပတ်လေ။နောက်ဆုံးဒီညာကိုရောက်တဲ့အထိပါနော်။ဒီပုံစံအတိုင်းလေးပပတ်လေထိုးသွားပါမယ်။ ဒီပါနော်ပန်းမွင့်လေးတွေကိုခေါင်းစည်းကွင်းပတ်ပတ်လေးထိုးလာပေးပါပြီ။မေလို့ဒီမှာခေါင်းစည်းကွင်းမှာစားတော်တော်ကတိုင်တော်ကိုတိုင်90ထိုးလာခဲ့တဲ့ကြောင့်မလို့အခုပန်းမွင့်လေးအားလုံး10ပွင့်ရပါတယ်နော်။ဒီအဆုံးသက်မှာကဒီမှာသေးရလေးထိုးထားပါတယ်။ပြီးတော့တပေါက်တစ်တိုင်စီနဲ့တိုင်တူလေးတိုင်ထိုးပါတယ်နော်။ ဒီထိုးလာတဲ့အကြောင်းလေးမှာကတိုင်နေမှန်ခဲ့တယ်ဆိုရင်တော့ဒီနောက်ဆုံးမှာဒီ၄ပေါက်ကျက်မဲ့တိုင်တူ၄တိုင်စာဖွက်တည်ရပါမယ်နော်တကယ်လို့ဒီနာမှာက၃ပေါက်ပဲကျန်တာတို့တစ်ပေါက်ပိုတာတို့လိုတာတို့ဖြစ်ရင်လည်းအဆင်ပြေလို့လေးထိုးလိုက်လို့ရပါတယ်နော်ပြီးပြီဆိုလို့ရှိရင်ဒီမှာပထမအဆုံးပန်းဝင်ထိုးခဲ့တော့ကအပေါင်းမှာရှက်ကော်ထိုးပါမယ်ပြန်ဖုံးမိတစ်ချက်ထိုးပြီးတော့ခြေကိုအဆုံးသတ်လိုက်ပါမယ် ဒီမှာနော်အနောက်လေးမှာကဒီလိုမျိုးလေးရပါမယ်။ပြီးရင်အခုအဆုံးသတ်ထားတဲ့ကျိုးလေးကိုဒီဒီတိုင်အတွင်းလေးတွေကနေဆွဲယူပြီးတော့သိမ်းပါမယ်နော်။ကျိုးလေးသိမ်းတာကတော့ကိုအဆင်ပြေတယ်လို့လေးသိမ်းနိုင်လို့ရပါတယ်။ ပြီးရင်ဒီမှာပုံနေတဲ့ကြိုးလေးတွေကိုဖြတ်လိုက်ပါမယ်ဒီမှာတော့ကြိုးလေးထိုးခဲ့တော့ငါတေးအောင်ကြိုးလေးနှစ်ဆောက်ကိုလည်းပဲဖြတ်လိုက်ပါမယ်မနောဒါဆိုရင်ခေါင်းစည်းကြိုးလေးထိုးလို့ပြီးသွားပါပြီเนาะပြီးပြီဆိုရင်ဒီပန်းမွေလေးတွေကိုဖြန့်ပေးပါเนาะ မနော်ဒီလိုကောင်းစီစိုးလေးရပါမယ်ဒါကကိုကြိုက်တဲ့အောင်လေးနဲ့ထိုးလို့ရတယ်နော်ဒါလေးဆိုရင်နေချာပန်းဒီဇိုင်းလေးပေါ့နော်အဝါလေးနဲ့ထိုးတာဒါပါဒါကကိုအစဉ်ပြေးတဲ့အယောင်လေးတွေနဲ့ထိုးလို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးလိုက်ထိုးရအောင်အားလုံးပဲစီပြေးကြပါစေရှင်ဒီချူပီတော်တော်လေးအားလုံးကျေးဇူးတင်ပါတယ်